ြောလိုက်တော့မယ်လူတွေရဲ့တတ်တန်းဟာလေဘလောက်ထိအောင်ကိုတတ်တည်ဆုံးယုတ်သွားမလို့ဆိုလို့ရှိရင်တဲ့ဟိုသက္ကဝတိသုတ်တံမှာပြထားတာရှိပါတယ်ဘဝေတတိကောဘိခဝေသောဘဝေတတိကောဘိခဝေသောယံဣမေတံမနုဿနံ တတဝတ္တယုကဗုဒ္ဓံဘဝိတံတိတတဝတ္တယုကေတုဘိခွေမနုဿေတုပိသဝတိကကုမာတိကအလံပတေယံဘဝိတံတိဘေကဝေယံတို့မြအိုရှင်သားတို့ဣမေတံမနုဿာနံအတ္တိလူတို့ရဲ့တတဝတ္တယုကဆယ်နှစ်အသက်ရှိကုန်သောတတန်းတွေကဘယ်လောက်ထိဆုတ်သွားမလို့ဆိုရင်တို့ဘုန်းကြီးတို့ဆုတ်လာတဲ့တတန်းကိုကြည့်မြတ်စွာဘုရားပွင့်တော်မူတာဘုန်းတို့ပြည့်တဲ့ယာတန်းမှာပွင့်တာ ဘုရားဘယ်လောက်တမ်းမှပွင့်လဲဘုရားဂျာတမ်းမှပွင့်တာအခုဘုရားပြိဋိဘံဆံသွားတာနှစ်ပေါင်း1500အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်ဆိုတော့နှစ်ပေါင်း1500ဆိုတော့25နှစ်ဆုတ်သွားတာဘယ်လောက်ဆုတ်သွားလဲအဲ့တော့တရားတဲက25နှုတ်တော့ဘယ်လောက်ကျန်လဲဟောဘုန်းကြီးတို့နေတာ85နှစ်တန်း85နှစ်တန်းကနေအနှစ်1000ပြည့်လို့ရှိရင် ဆုတ်အောင်မဲ့တနည်းအဲ့လိုနဲ့ဆုတ်သွား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 တာ85တနာကနေ84နှစ်တန်း84နှစ်တန်းကနေပြီးတော့ဆုတ်သွား83နှစ်82နှစ်82နှစ်80အဲ့ဒီလိုတခါလေ80ဆိုတာအသက်ကြီးဆုံးပဲအဘိုးဘွားအဲ့ဒီကနေဆုတ်69 69ဆိုတော့တော့ရှားပြီမရှိတော့ဘူး69ကနေဆုတ်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 သွားတာ50 50ကနေဆုတ်အသက်အစိတ်အသက်စိတ်ကနေဆုတ်အသက်20အသက်20ဆိုရင်အဘိုးကြီးဘွားကြီးဖြစ်ပြီတဲ့ အဲ့ဒီအသက်20ကနေဆုတ်သွားတာဘယ်လောက်ထိလို့10နှစ်တန်းနဲ့ဘယ်လောက်တယ်လဲဘေးတိုင်းဘေကဝေယံတို့မြဥစ္စေတာတို့ဣမိတမနုဿာနအဲ့ဒီ10နှစ်တန်းလူတို့ရဲ့ဒါတာဝတ္တယူက10နှစ်အသက်ရှိကုန်သော ပုတ္တာသာသမိတို့သည်ယံယတမိန်ကာလေအကျင်ကကာလနေဘဝေတန်တိဖြစ်ကုန်လတံဘေကွေယံတော်များဥရှင်သားတို့ဓာတဝတ္တယုကေသူဆနေတန်းကိုရောက်ကုန်သောမနုဿေသူလူတို့သည်ပင်စဝတိကငါးနှစ်ရှိကုန်သောကုမာရီကသတ္ထသမိတို့သည်အလံပတေယံယောက်ျား ပေးသားခြင်းကသင်ကုန်သည်ဘဝေတန်တိဖြစ်ကြပြီလိမ့်မယ်လို့ ဘဂဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းငါနဲ့တန်ငါနဲ့သမီးအိမ်အောင်ပြုကြလိမ့်မယ်။ဇနေတန်းကတိတ်ကြောက်เสียကောင်းတဲ့ပြည်သားရဲ့ ဘုရားတို့ပြေသားအမြင်တော့မြင်ကြည့်သားရှင်ဘုရားငါးနှစ်သမီးငါးနှစ်သားဘယ်လိုလုပ်ပြီးတော့အိမ်အောင်ပြုမှလဲအခုငါးနှစ်ကလေးတွေတပည့်တော်တို့ဒီကလေးနဲ့သွားမနိုင်နဲ့ဘုရားသားကြီးဟိုဆယ်နှစ်တန်းကြာတော့အဲ့ဒီလိုမဟုတ်တော့ဘူးအဲ့ဒီဆယ်နှစ်တန်းကိုမပြောပါနဲ့အခု90နဲ့ငါးနှစ်တန်းမှတော့မှကလေးတွေအသိဉာဏ်တိတ်ကိုထက်လွန်အားကြီးတယ်ကလေးတွေရဲ့အသိဉာဏ်တိတ်ကိုရှေ့ရောက်လွန်အားကြီးတယ်တချို့ကလေးတွေဟာဘုန်းကြီးတို့ ဒကာကြီးတွေမကြီးတွေငယ်ငယ်ကအတိညာနဲ့တခြားစီကလေးတွေကတိတ်ပြီးတော့အတိညာနဲ့တိတ်ထက်လွန်အားကြီးနေတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေအတိညာနဲ့ပတ်သက်ရင်တို့ကကိုယ့်ထက်ကိုယ်ตาတဲ့ခါရှိနေကြတယ်။အဲ့တော့မြတ်စွာဘုရားဟောတာကြတာဘုရင်သားရေဘုရားတို့မိသူမှာဧကဝဆနတခွန်းဒီတော့စကားပဲပြောမယ်စကားနှခွန်းဘတော်မှမပြောဘူး။ဒါကြောင့်၅နှစ်သမီး၅နှစ်သားအရွယ်မှာအိမ်အောင်ပြုကြလိမ့်မယ်တဲ့အသက်အကြီးဆုံးက၁၀နှစ်ပဲတဲ့။ အဲ့ဒီခါကြရင်ပရိသတ်တည်းရဲ့ဘာဖြစ်လာမတော့ဆိုလို့ရှင်ကကြီး၃ပါးပေါ်လိမ့်မယ်ကကြီးဘယ်နှပါး၃ပါးဘုန်းကြီးတို့ပရိသတ်ကြားဘူးလိမ့်မယ်က၃ပါးရပ္ပိ၈ပါးရန်သူမျိုး၅ပါးကြားဘူးလားဒါမင်းကဆိုတာပါလေဒါဘုန်းကြီးတို့ဒါလေးကိုစီစီအောင်ကကြီး၃ပါးတဲ့ကဆိုတာပျက်စီးခြင်းကိုကလို့ခေါ်တယ် တတဝါတွေပျက်စီးခြင်းသုံးပါးနဲ့ပျက်စီးပြီးတည်ကြည်ကြတာကိုကတ်ဆိုင်တယ်တဲ့။ဘာဆိုင်တယ်တဲ့လဲ။ဒါနည်းရင်ကတ်ဆိုင်တယ်ဆိုတာဘယ်လိုဟာမျိုးလဲနမတ်တဲ့အငါဘေးဆိုင်ရောက်လာခြင်း။အဲ့ဒါကိုဒုဗ္ဗိကံတရကနောက်တကနမတ်နဲ့တထံတရက ေးတဲ့ယောဂဆန်းနဲ့အခုဘုန်းကြီးတို့85နှစ်တန်းတွေကိုယောဂဆန်းတွေကဘုရားဟောပါဠိတော်ကိုထောက်ခံနေတယ်လက်နဲ့ဆန်းနေလည်းပဲအခုထောက်ခံနေပြီဘုံလေးတွေတေးသေးလေးတွေနဲ့ပေါက်လိုက်ရင်မြည်လိုက်ရင်အခြေကြီးဘာမှမရှိတဲ့ဘောပင်လေးလောက်ရှိတဲ့ ထိတ်ကြိုက်ဘုံတဘုံကလည်းပဲလူတွေမြောက်များစွာကိုတည်ခြင်းပျက်စီးနိုင်ပါတယ်အဲ့ဒါတွေကလက်နဲ့ဆန်းနေပေါ်လာတာဘာတွေပေါ်လာတာလဲလက်နဲ့ဆန်းနေပေါ်လာတာကိုတတန္တရကတ်လို့ခေါ်ပါတယ်ယောဂဆန်းနေပေါ်လာတာကိုတော့ရောဂန္တရကတ်တဲ့ကတ်ကြီး၃ပါးကတ်ကြီးဘယ်နှပါးလဲကဲယောဂဆန်းနေပေါ်လာတဲ့အခုလက်တွေ့တွင်ကိုဘုန်းကြီးတို့ပြည့်တာပေါင်းတော်ကောင်းတို့ဟာစက်သားမစားရဘူးကြက်ဥမစားရဘူး ။ဘာဖြစ်လို့လဲကြက်ငှက်တုပ်ကွေးယောဂါနဲ့ယောဂါဆောင်းပေါ်လာပြန်။အော်အခုအတယောင်အတဝါဘီပိုးတဲ့အကင်စာယောဂါတဲ့ AIDS ယောဂါတဲ့ဟိုးမင်းတို့မင်းကြီးတို့ခေတုံးကသီဘောမင်းတို့ခေတုံးကမေးကြည့်သမလား AIDS ရဲ့ယောဂါကြားဘူးလားဆိုသီဘောမင်းကြီးကပြောမှာပေါ့ဘာဘာယောဂါလဲ။သီဘုတို့။ဟော။ဘာကြလေးတို့လဲမြန်မာနိုင်ငံမှာဒီယောဂါဇိုးကြီးတွေဝင်လာတာ။ KNDS ယောဂါတို့အတဲအောင်တဝဘီပိုးတို့အခုပါလဲကြက်ငှက်တုတ်ကွေးယောဂါတဲ့ဟာနောက်ပါလေပေါ်လောင်းမနားထောင်လေနားထောင်လေပြေးသရေရှေးလျှောက်လေယောဂါဆန်းလေပေါ်လေရှေးလျှောက်လေယောဂါဆန်းလေပေါ်လေအဲ့ဓာတွေကဘာဖြစ်လို့လဲလူတွေရဲ့စိတ်ဓာတ်လူတွေရဲ့ကိုချင်းသီလပေါ်မှာအများကြီးမူတည်တယ်သီလတရားတွေပြက်လာကြပြီကိုချင်းတရားတွေပြက်လာကြပြီဆိုရင်အဲ့ဒါကကြည်သုံးမှာဆိုက်လိမ့်မယ်တဲ့ယောဂါဆန်းနေဖြစ်ပေါ်လာလိမ့်မယ် အဲ့ဒီတော့ကောင်းပြီဗေဒတေအဲ့ဒီကကြည်သုံးမဆိုင်တဲ့ခါမှာငတ်လို့သေးတဲ့လူတွေဒုပိကန္တရကဆိုင်လို့သေးတဲ့ပုဂ္ဂိုလ်တွေသေပြီးဒီနောက်မှာဘယ်မှာသွားဖြစ်မတုံးဆိုရင်ပိဋ္တာဘုံမှာသွားဖြစ်မယ်ဘယ်ဘုံမှာသွားဖြစ်မလဲပိဋ္တာဘုံဟောအဲ့ဒီဆန္ဒတန်းရောက်လို့ရှိရင်သွားရမယ်လမ်းကိုကိုယ့်အကူတိထားပြီးသားတဲ့ ဒုပိတ်ကံတရကဆိုင်လို့ငတ်မောခေါင်းမာတဲ့ဘေးကြီးဆိုင်လို့ထမင်းမဆာရဟင်းမဆာရပဲနဲ့အဲ့ဒီလိုအစာငတ်မောခေါင်းမာတဲ့ဘေးကြီးဆိုင်ပြီးတော့တေကြတဲ့လူတွေဟာဘယ်ဘုံမှာသွားဖြစ်မလို့ဆိုပိတ်တာဘုံတဲ့လက်နဲ့ဆန်းနေနဲ့လက်နဲ့ဘေးနဲ့တေတဲ့လူတွေကဘယ်မှာသွားဖြစ်မလို့ဆိုရင်ငရဲဘုံမှာတဲ့ဘယ်ဘုံမှာတဲ့လဲငရဲဘုံမှာ ငရဲဘုံမှာတဲ့ယောဂဆန်းတဲ့သေတဲ့လူတွေကတော့ပြေသားရဲ့နတ်ပြည်မှာသွားဖြစ်မယ်တဲ့ဘယ်မှာသွားဖြစ်မယ်တဲ့လေကကြီးသုံးမှာဆိုက်တဲ့အခါမှာရှစ်ကနှစ်ပါးကငရဲဘုံနဲ့ပိတ္တာဘုံဘာဘုံနဲ့ဘာဘုံလဲငရဲဘုံပိတ္တာဘုံစနစ်တန်းရောက်လို့ရှိရင်အဲ့ဒီကကြီးသုံးမှာတပြိုင်တည်းဆိုက်တာနဲ့ တကက်ကက်နဲ့မိတဲ့ပုဂ္ဂိုလ်ကဒုဗိင္ကတရကက်နဲ့မိတဲ့ပုဂ္ဂိုလ်တေးရင်ငရဲအေပိတ္တာဘုံသွားမယ်တထံတရကလက်နဲ့နဲ့တေးတဲ့ပုဂ္ဂိုလ်တွေဟာတေးရင်ငရဲကိုသွားမယ်ယောဂါတွေဖြည်းပြီးတော့ယောဂဆန်းတွေဖြည်းပြီးတော့တေးတဲ့ပုဂ္ဂိုလ်တွေကတော့နတ်ပြည်ကိုသွားမယ်တဲ့ဘယ်ပြည်ကိုသွားမယ်တဲ့လဲကတကယ်လို့မြတ်ဘုန်းကြီးတို့7နှစ်တန်းကို ရောက်ခဲ့ရင်7နှစ်တန်းမှာလူဖြစ်ခဲ့ရင်ဘုန်းကြီးတို့ပြည်သားရေဘာနဲ့သေတာကောင်းလဲဟုတ်ပါဘူး အမေတဲ့ဟုတ်ပါယောဂါဆန်းတဲ့သေးတာကောင်းတယ်တဲ့အဲ့တော့ဒီနေရာမှာထေကရာဆရာကပြောတယ်ပေးသားရေလူတိုင်းတော့မဟုတ်ဘူးတဲ့လူတိုင်းတော့နတ်ပြည်ကို မရောက်ဘူးတဲ့ဘယ်လိုလူမျိုးတွေတုံးဆိုတော့ယောဂဆန်းနေဖြစ်ရောယောဂဆန်းနေဖြစ်တဲ့အခါကျတော့စိတ်ဓာတ်တွေကြာပြီးတော့ဩငါတို့ယောဂဝေဒနာတွေခံစားရလို့ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းဆင်းရဲတယ်လို့ သူများတွေမခံစားကြပါစေနဲ့သူများတွေငါတို့ဖြစ်တဲ့ယောဂကြီးမဖြစ်ကြပါစေနဲ့လို့အဲ့ဒီလို မေတ္တာပို့ရင်းနဲ့မေတ္တာစိတ်နဲ့သေမှနတ်ပြည်ကိုသွားတာဗာစိတ်နဲ့သေမှတယ်လေဒါငါမို့လို့ဒီယောဂဖြစ်ရလားဆိုပြီးတော့ဒေါသစိတ်နဲ့သေရင်တော့ဖြင့်ငရဲပြည်သွားမှာတဲ့ဟုတ်လားဘုရားသခင်โยคะซ้ําเนี่ยเตยได้แล้วเว้ยนับปีโกไม่ล้วบ่ได้เทกราเสียก็ป่วนหน้าได้สิเด้ အဲ့တော့ယောဂဆန်းနဲ့သိရတာကောင်းတယ်လို့သွားမလုံနေနဲ့ဟုတ်ယောဂဆန်းနဲ့သိတော့ယောဂဆန်းนี่ဖြစ်လာတဲ့အချိန်မှာမေတ္တာစိတ်လေးမွေးလိုက်တဲ့ဗာစိတ်လေးမွေးလိုက်လေအေးငါဖြစ်တယ်လို့မဖြစ်ကြပါစေနဲ့ငါကိုယ်စိတ်နဲ့ပါဆင်းရဲနေတယ်လို့ငါပင်မနှွမ်းနေနေတယ်လို့တတ္တဝါတွေဒီယောဂဝေဒနာတွေမဖြစ်ကြပါစေနဲ့ဒီယောဂဘေးကြီးကလွတ်မြောက်နိုင်ကြပါစေလို့မေတ္တာပို့ရင်မေတ္တာစိတ်နဲ့နေပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်မှနတ်ပြည်ကိုသွားမယ်ဘယ်ကိုသွားမယ် နတ်ပြည်ကိုသွားမယ်လူပြည်လောက ကကြီးသုံးပါဆိုင်ပြီးဆိုရင်နတ်ပြည်ကဝိတချုံနတ်သားကလိုက်ပြောတယ်တဲ့ဘေးတိုက်အဲကကြီးသုံးပါဆိုင်တဲ့အချိန်မှာနတ်ပြည်ကနေပြီးတော့ဝိတချုံနတ်သားကလူပြည်ကိုဆင်းလာပြီးလိုက်ပြောတယ်ဟေးတိုင်းသူပြည်သားလူအများတို့ခொနရဲ့အတွင်းမှာ ဒီထက်ကြီးမားတဲ့တထန္တရကကြီးပေါ်လာလေဦးမယ်လူတွေချင်းချင်းတတ်ကြလိမ့်မယ်မမြင်ရအောင်တော်တယ်မှာသွားပုံနေကြတောင်းလေတယ်မှာသွားပုံနေကြဂူတွေတယ်မှာပုံနေကြခொနရက်တိတိလိုက်ကြညာတာလဲလောကကြီးကိုလှည့်ပြီးတော့ဝိသုံနတ်သားကကိုထင်ရှားပြပြီးတော့ခြံနေတန်းမှာဟေးပုံညာဟပုံညာဟခொနရက်နေလို့ရှိရင်လက်နဲ့အထူးရှာစရာမလိုဘူးပရိသတ်ကြီး ငါလက်ပြဘုံလိုချင်လိုက်တာလို့စိတ်သေးကတန်းတက်လိုက်တာနဲ့လက်ထက်မှာလက်ပြဘုံလိုလိုနေရောက်လာတဲ့ဒီလက်ပြဘုံနဲ့ဒီလူအုပ်ကြတဲ့ငါပြစ်ထက်ချင်လိုက်တာဆိုလက်လေးမြောက်လိုက်တာနဲ့အဲ့လက်ပြဘုံကြီးကမြောက်သွားပြီးတော့ဝိုးဆိုကြပြီးတော့အုံသိကုန်တာနဲ့အဲ့ဒီလောက်ထိအောင်ပင်းပင်းထန်ထန်နေဖြစ်မှာဒါကိုနတ်ပြည်ကနတ်တွေကတိတယ်တိတဲ့အခါကျတော့ဂိုင်းမဖြစ်ချေဘူးခொနှစ်ရက်အတွင်းပုံနေကြဟာပုံနေကြဟာဆိုပြီးတော့လိုက်អော်တော့ယုံတဲ့လူတွေကပုံတယ်မယုံတဲ့လူတွေကမပုံဘူး တယောက်နဲ့တယောက်နဲ့မန်နေဂျာဆိုင်လို့မရဘူးနော်မမြင်အောင်ပုံးနေဘယ်တော့ပုံးရမလို့ခုနှစ်ရက်ပဲပုံးရမယ်ဘယ်နှစ်ရက်ပုံးရမလဲအေးအဲ့ဒါနတ်អော်သွားပြီးတဲ့အချိန်ကဝိသုံနတ်သားကြီးနတ်ပြည်ကနေဆင်းလာပြီးတော့អော်သွားတဲ့အချိန်ကဆက်ပြီးတော့ပုံးရင်ပုံးမပုံးရင်နေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့ကိုမရဘူးတဲ့တွေ့တာနဲ့တတ်ချင်တဲ့စိတ်ပဲပေါ်လာတာပဲတတ်ချင်လည်းပဲဓာအိမ်ကနေသွားဆွဲယူနေတယ်ဒီကောင်ကောင်ကဓာနဲ့ထိုးတတ်ချင်လိုက်တာလို့စိတ်ထဲကကြံစီလိုက်တယ်လက်ထဲမှာဓာအလိုလိုနေရောက်လာတယ်တဲ့ ဘလောက်ကြောက်ဖို့ကောင်းတော့ဆိုတာဒါကြောင့်မလို့အဲ့ဒီလိုဘေးကြီးမျိုးနဲ့မကြုံရအောင်လို့ဘုန်းကြီးတို့ဖယားရှစ်ခိုးတိုင်းရှစ်ခိုးတိုင်းဗုဒ္ဓဘာသာတွေဆုတောင်းတာကတုံးပါဗာရပိတ္တရေရပ္ပိရှစ်ပါဟုတ်တယ်မို့လားကျန်သူမျိုး၅ပါးဒါကြောင့်အဖိုးတွေအွားတွေအဖေတို့အမေတို့ကိုသွားကြတော့ရင်ဗာပြောလေအေးကကြီး၃ပါးကလည်းလုံမြောက်နိုင်ကြပါသည်အနာမျိုး၆၆ပါးလည်းကင်းကြပါသည် ဘိုးတွေဘွားတွေစုမပေးဘူးလားအမေတို့ဖေတို့စုမပေးဘူးလားပြေးတတ်ရေးဒါကြောင့်ကတ်ကြီးသုံးပါဆိုတာအဲ့ဒါပြောတာအဲ့ဒီကတ်နဲ့သွားဆိုင်တဲ့အချိန်မှာဘုန်းကြီးတို့ကလည်းလူသားဖြစ်တဲ့အချိန်ဆိုရင်တော့ပြေးတတ်ရေးစဉ်းစားလို့ကိုမရအောင်ပဲကဲအဲ့ဒီတော့ခொနရဲ့ပြေးတဲ့အခါကျတော့တောတဲ့တောင်ထဲမှာပုံနေတဲ့လူတွေထွက်လာတော့လူနဲ့စုပဲကြံတော့တယ်လောကကြီးတစ်ခုလုံးအလောင်းချင်းကိုထတ်နေတာတခါတည်းတယောက်နဲ့တယောက်နဲ့တတ်ကြဖြတ်ကြ အဲ့ဒါတထံတရကအကြီးအကျယ်ခုနှစ်ရက်တည်တည်ဖြစ်မှာလေကြိုက်တဲ့လက်နဲ့တာတောင်းလိုက်စားအနုမြူဘုံငါလက်ထက်ရောက်သေးသူဘုံဆိုရောက်လာတာဘယ်ဒီကံမြားဟာဘလို့စမ်းကြဲတုံးဆိုတာကာမဝိပါကောအစိန်တိယောလို့ဆိုတဲ့အတိုင်း အဲ့ဒီတော့ခုနှစ်ရက်ပြည့်တော့တော်တဲ့တောင်းတဲ့ကထွက်လာတဲ့လူတွေကကြီးပြီးတော့စိတ်မကောင်းနေဖြစ်ကြလို့ဩလူတွေချင်းချင်းတပ်ဖြတ်ကြနေကြပြီကြီးစံအလောင်းနေကြီးပဲကြံနေတော့တယ်ဒါဟာဒေါသတရားကြောင့်လောဘတရားကြောင့်ဒီလိုဖြစ်ရတာပါလားလားလို့ဆိုပြီးတော့တတဝတ္တယုကေသောဘေကဝေမနုဿေသူတတံတတံတရကဘဝေတတိ တေအညမေညာပိမိဃတင်ညာပတိလဘိတန္တိတေတိနာနိတတ္ထာနိဟထေတုပါတုဘဝိတန္တိတဲ့လူလို့တော့မထင်တော့ဘူးတဲ့တားခေါင်လို့ထင်ပြီးတော့မဟုတ်ဆိုးဟာတားခေါင်ကိုပြည့်တယ်လို့မိဃတင်ညာသာသမေဆိုတော့အမတ်ကိုပတိလဘိတန္တိရကြလိမ့်မယ်တေသံထို့လူတို့သည်တိနာနိထက်လာသွားတော့အစွမ်းထက်တဲ့တိနာနိထက်လာသွားတော့တတ္ထာနိလက်နဲ့တို့သည် ဟထေသူလက်ထုံ၌ပါတုဘဝေတန်တိစိတ်ကကြံစီ တောင်းတလိုက်တာနဲ့လက်ထဲမှာထင်ရှားမသွေဖြစ်ပေါ်၍လာပါလိမ့်မယ်လို့ဘဂဝါဘုံတော်၆ဆူအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝောစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်း တေတိနေနသတ္ထေနဧသမိကောဧသမိကောတိအညာမညာဇီဝိတံဝရောပိတံတိလူလို့မထင်တော့ဘူးဒါသမင်กว่าဒါသမင်กว่าသတ်กว่าဒါနွားกว่าသတ်กว่าလူလူလို့မမြင်တော့ဘူးလေမျက်လုံးတွေဘယ်လိုတွေဖြစ်ကုန်လဲမသိဘူးအဲဒါမှသတ်ကြဖြတ်ကြနေခொနှစ်ရက်တိုင်းတိုင်းသွေးချောင်းစီလို့အလောင်းကြီးထား တော်တဲ့တောင်ထဲမှာပုံနေတဲ့လူတွေတော်တဲ့ကထွက်လာတဲ့အခါကျတော့မှတွေ့ပြီးတော့အဲ့ဒီလူတွေကိုကြည့်ပြီးတော့ဒါအကုသိုလ်တွေထွန်းငှားလို့ဖြစ်တာလူတွေကိုကြမ်းနှုတ်ကြမ်းစိတ်ကြမ်းနေဖြစ်လို့ဒါတွေဖြစ်ကြတာအဲ့ဒီတော့ငါတို့ကိုမကြောင်းထိညာဆိုနှုတ်မကြောင်းထိညာဆိုစိတ်မကြောင်းထိညာဆိုဆိုပြီးတော့ဘေးတတ်တဲ့ဘယ်သူမှမဟောမပြောရပဲနဲ့တဲ့ ဆယ်နှစ်တန်းကလူတွေကာယကံတွေပြန်ထိန်းတယ်ဝစီကံတွေကိုပြန်ထိန်းတယ်မနောကံတွေကိုပြန်ထိန်းတယ်ကာယကံနဲ့မကောင်းတာမလုပ်တော့ဘူးသူများတဲ့မတတ်တော့ဘူးသူပစ္စည်းမခိုးတော့ဘူးသူတမ်းမရမစော်ကားတော့ဘူးကာယကံသုံးပါဝတိကံ၄ပါးမုသာဝါဒပိသုနာဝါစာပရုသာဝါစာသမ္မပလပါလိန်ပြောတာဆဲဆိုတာတိုက်ထွားတာကြံ့ကြံ့တတ်တာစကားတွေပြောတာမလုပ်တော့ဘူးတဲ့အဲဒီလိုကာယကံဝတိကံမနောကံတွေကိုပြန်ထိမ့်